စီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဧပြီလ29ရက်နေ့သမစီမ Prime Time စီမသတင်းစီစဉ်ကနေနှုတ်ခွန်းဆက်သလိုက်ပါရယ်။ဒီစီစဉ်ကိုကျမရွှေနွယ်ကတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဒီကနေ့စီစဉ်မှာတော့ AA နဲ့ဆက်ဆံရေးမရှိမဖြစ်လိုအပ်တယ်လို့ Bangladesh ပြောတဲ့သတင်း။ငလင်းကြောင့်ပြည်တွင်းပြည်လက်မြေထုတ်လုပ်နိုင်မှု40ရာခိုင်နှုန်းကျော်ထပ်မံကျဆင်းသွားတဲ့အကြောင်း။ထိုင်းမှာနိုင်ငံသားတောင်အမည်ပေါက်ဖုန်းနံပါတ်တွေကိုစုံစမ်းစစ်ဆေးနေတဲ့သတင်းနဲ့လေးကြိမ်မြောက်ဈေးလျှော့ရောင်းတဲ့ချမ်းမှန်54 လေးလံဝယ်ယူသူမရှိတဲ့တဲ့အပါဝင်တခြားရေးကြီးတဲ့တွင်နဲ့စိတ်ဝင်စားပွဲတဲ့တွင်ကိုတင်ဆက်ပေးသွားမှာပါရှင်။မင်္ဂလာဒေ့ရှ်နိုင်ငံကကိုပိုင်အကျိုးစီးပွားအတွက်မရှိမဖြစ်လိုအပ်တာကြောင့်မြန်မာနိုင်ငံရဲ့အနောက်ဖက်နယ်စပ်ဒေသတွေကိုထိန်းချုပ်ထားတဲ့အာရခတပ်တော် AA နဲ့ဆက်စပ်ရင်ထားရှိမှာဖြစ်တယ်လို့နိုင်ငံခြားအကြံပေးတူဟီဟူဆိုင်ကပြောပါရယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားအခြေအနေတွေကပြောင်းလဲနေတာဝန်ခံရမှာပဲ ငင်းလို့မရဘူးမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ခုလုံးကအခုချိန်မှာနိုင်ငံတော်အဖွဲ့အစည်းမဟုတ်သူတွေထိန်းချုပ်ထားတာဖြစ်တယ်။ဘိုးအစိုးရအာဏာမရှိဘူးလို့တနင်္ဂနွေနေ့ကနိုင်ငံသားရေးဝန်ကြီးဌာနကသတင်းတောက်တွေရဲ့မေးမြန်းမှုကိုဖြေကြားတော့ပါတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်အကျိုးစီးပွားအတွက်ဆက်ဆံရေးတစ်ခုထားရှိရမှာဖြစ်ပြီးနိုင်ငံအစ်စ်မဟုတ်တဲ့အဖွဲ့အစည်းတစ်ခုနဲ့တရားဝင်ဆက်ဆံမှုမပြုနိုင်မမဲ့လုံးလုံးမဆက်ဆံလို့လည်းမဖြစ်တာကြောင့်ဆက်ဆံရေးအစဉ်အဆက်ကိုထိန်းသိမ်းသွားဖို့လိုအပ်တယ်လို့တွေးဟူဆိုင်ကပြောပါတယ်။ မြန်မာအာဏာသိမ်းစစ်အစိုးရနဲ့တော်လိုင်းအဖွဲ့တွေကြားမှာဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခါတွေမှာအေဟာဘင်္ဂလားဒေ့ရှ်နဲ့နာမည်ချင်းတင်းဆက်နေတဲ့ရခိုင်ပြည်နယ်ကို2024ခုနှစ်ဒီဇင်ဘာလမှာအပြည့်အဝထိန်းချုပ်နိုင်မယ်မဲ့ကြောက်ဖြူစိတ်ကမ်းမစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာဆက်လက်ရှိနေပါတယ်။ဒီကနေ့ခုနှစ်နှစ်အတွင်းမှာရိုဟင်ဂျာဒုက္ခသည်တွေကိုသူတို့ရဲ့မူလရခိုင်ပြည်နယ်စီကိုပြန်လည်ပို့ဆောင်မှုကြိုးပမ်းမှုကမအောင်မြင်သေးပါဘူး။ဒီဇမလာကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ယာယီအစိုးရကအေအေနဲ့ပထမဆုံးအကြိမ်ဆက်သွယ်မှုစတင်ကြောင်းကြေညာခဲ့ပါတယ် ဒါအပြင်မိုဟာမက်ယူနိုဦးဆောင်တဲ့ယာယီအစိုးရကစစ်ဖြစ်နေတဲ့ရခိုင်ပြည်နယ်စီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပေးပို့ဖို့အတွက်လမ်းကြောင်းထူထောင်မှုကုလသမဂ္ဂရဲ့အဆိုပြုချက်ကိုသဘောတူညီခဲ့ပါတယ်။အေနက်ဆက်ဆံမှုကြောင့်ဘင်္ဂလားဒေ့ရှ်ကိုမြန်မာပြည်ရင်းပြည်ပခါထဲမှာဆွဲသွင်းသလိုဖြစ်နေမလားဆိုတဲ့အမေးကိုတော့ မြန်မာနိုင်ငံရဲ့ပြည်ထဲရေမပါဝင်ပတ်သက်သွားမလားဆိုတာကနောက်ကိစ္စဖြစ်ကမြန်မာပြည်ပခကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားကိုတိုက်ရိုက်ဆက်ဆက်နေကြောင်းမြန်မာနိုင်ငံသားအများအပြားလည်းဘင်္ဂလားဒေ့ရှ်မှာဒုက္ခတွေအဖြစ်ခိုလုံနေတာကြောင့်ပြန်လည်ပို့ဆောင်မှုချော့ချော့မှုမှုဖြစ်စေခြင်းကြောင့်နိုင်ငံခြားရေးအကြံပေးကပြောဆိုသွားပါတယ်ဒုက္ခတွေကိုပြန်လည်ပို့ဆောင်မှုအတွက်လိုအပ်သမျှကိုလှုံ့ဆော်သွားမှာဖြစ်တယ်လို့လည်းသူကပြောဆိုသွားပါတယ်ရှင် အားပြင်းငလင်းလောက်ခတ်မှုကြောင့်ပြည်ရဲမှာလက်ပတ်နေတဲ့ဗီလက်မြေဆက်ယုံတချို့ထိခိုက်ပျက်စီးခဲ့ပြီးဗီလက်မြေထုတ်လုပ်နိုင်မှုပမာဏကလည်း၄၀ရာခိုင်နှုန်းကျော်ထပ်မံကျဆင်းသွားတယ်လို့စစ်ကောင်စီကပြောပါတယ် ငလင်မလောက်ခန်ကဘီလက်မြေစက်ယုံ၉ခုကနေတရက်ကိုတန်ချိန်3800ဘီလက်မြေအိတ်အလုံး၈3000ကျော်ထုတ်လုပ်နိုင်ခဲ့ပေမဲ့ငလင်လောက်ကပြည်ထောင်နောက်မှာတော့စက်ယုံ၆ယုံကနေတန်ချိန်18000ကျော်သာထုတ်လုပ်နိုင်တော့တာဖြစ်ပါတယ်ဒီလိုကြာဆင်းလာကြောင်းစစ်ကောင်စီရဲ့စက်မှုဝင်ကြီးဒေါက်တာချာလီတန်ကဧပြီလ25ရက်နေ့ကနေပြည်တော်မှာပြုတ်လုတဲ့တဘာဝဘေးရန်နေရဆိုင်ရာအစည်းအဝေးမှာပြောကြောင်းဧပြီလ26ရက်နေ့ထုတ်စက်ကောင်စီထိန်ချုပ်ကျင်းပသတင်းစာမှာဖော်ပြထားတာဖြစ်ပါတယ် ။ဒါမဲ့မေလလယ်မှာပီလက်မြေတန်ကျိ2000ကျော်ထွက်ရှိနိုင်ရေလှုပ်ဆောင်သွားမှာဖြစ်ပြီးစက်တင်ဘာလမှာတော့တန်ကျိ3200အထိထွက်နိုင်အောင်ထပ်မံတွန်းမြှင့်လှုပ်ဆောင်ရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဒေါက်တာချာလီတန်းကပြောပါရယ်။စကောက်စီရဲ့ဧပြီလ10ရက်နေ့သတင်းဖော်ပြချက်တစ်ခုအရမက်စလန်28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်နေပြည်တော်မှာရှိတဲ့ပီလက်မြေစက်ယုံတရုံနဲ့မန္တလေးတိုင်းအတွင်းမှာရှိတဲ့ပီလက်မြေစက်ယုံ၄ယုံတို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါရယ်။ တစ်ဖက်မှာလည်းပြည်လက်မြေထုတ်လုပ်နိုင်မှုကြဆင်းမှုနဲ့အတူပြည်ရွှေမှာပြည်လက်မြေစင်းလုံးလဲထုံုံတို့မြင့်တက်ခဲ့ပါတယ်။ငလင်မလောက်ခင်ကပြည်လက်မြေတဲကို7000ကျော်ကျော်ရှိခဲ့ပြီးငလင်လောက်ခတ်ပြည်တဲ့နောက်မှာတော့7000ကနေ4000ကျော်အထိဈေးတက်လာခဲ့ပါတယ်။ ။ကလင်တန်တင်းခဲ့တဲ့မန္တလေးမှာလည်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမယ်ကာလဖြစ်ပေမဲ့စောက်လုပ်ရေးပစ္စည်းတွေဈေးနှုန်းမြင့်တက်လာတာကြောင့်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုသာဦးစားပေးလှုပ်ဆောင်နေတယ်လို့မန္တလေးမြို့မှာရှိတဲ့အင်ဂျင်နီယာတဦးကလည်းပြောပါရယ်။မန္တလေးမြို့မှာလက်ရှိဘီလက်မြေတဲကိုကျပ်2600ကနေ3000ဝန်းကျင်အထိပေါက်ဈေးရှိနေပါရယ်။ ဂလင်တန်တဲ့ဒေတာတချို့အပါဝင်မြို့ကြီးတချို့မှာကုမ္ပဏီနဲ့တူလောင်ရုံတွေအပါဝင်စားလို့ရပစ္စည်းအယောင်ဆိုင်300ကျော်ကိုဧပြီလ23ရက်နေ့မှာကွင်းစင်းစစ်ဆေးပြီးအမြတ်30ရာခိုင်နှုန်းကနေ55ရာခိုင်နှုန်းနဲ့အထက်ဈေးတင်ရောင်းချထားတဲ့ဆိုင်62ဆိုင်ကိုအမှုဖွင့်အရေးယူသွားမှာဖြစ်တယ်လို့စစ်ကောင်စီကဧပြီလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ ထိုင်းနိုင်ငံမှာနိုင်ငံသားတွေပိုင်ဆိုင်တဲ့မိုဘိုင်းဖုန်းနံပါတ်9သိန်းကိုစစ်ဆေးနေပြီးဒါ2022ခုနှစ်ဇန်နဝါရီလရက်နေ့ကစတင်မှတ်ပုံတင်ထားတဲ့နံပါတ်တွေသာအကျုံးဝင်မှာဖြစ်တယ်လို့ထိုင်းသတင်းဌာနဘန်ကောက်ပို့စ်ကသတင်းဖော်ပြပါရယ်ဘန်တွေကအသုံးပြုသူတွေထံမှာအတည်ပြုဖို့အတွက်ဆက်သွယ်မှလည်းဖြစ်ပါရယ်နိုင်ငံသားတွေကရင်ဆောင်တဲ့မိုဘိုင်းဖုန်းနံပါတ်9သိန်းရဲ့အမည်ပေါက်ကိုအနာပိုင်းတွေကစစ်ဆေးမှာဖြစ်ပြီးဂျွန်လမှာတော့ဒီဖုန်းတွေအတွက်မိုဘိုင်းပန်လုပ်ငန်းဝန်ဆောင်မှုတွေကိုရက်ဆိုင်မှာမရက်ဆိုင်မှုဆိုတာကိုဆုံးဖြတ်မှာဖြစ်တယ်လို့ ဒီဂျစ်တယ်စီးပွားရေးနဲ့လူမှုရေးရာဝန်ကြီးဌာနကပြောပါရယ်ဒီစုံစမ်းစစ်ဆေးမဲ့ဖုန်းနံပါတ်တွေကတော့2022ခုနှစ် January 1ရက်နေ့ကစတင်မှတ်ပုံတင်တဲ့ဖုန်းနံပါတ်တွေဖြစ်တယ်လို့ DES ဝန်ကြီး Process Center Round ထုံကပြောပါရယ်နိုင်ငံသားတွေအမြင်နဲ့မှတ်ပုံတင်ထားတဲ့ဖုန်း9သိန်းလောက်နဲ့အတူအမြင်ပေါင်းမရှိမှတ်ပုံတင်မထားတဲ့ဖုန်း1.3သိန်းကိုစစ်ဆေးသွားမှာဖြစ်ပါတယ် ဤပညာဆိုင်ရာရာဇဝတ်မှုတွေကိုဟန်တားနိုင်မှုအတွက်မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုအသုံးပြုသူတွေရဲ့အမည်နဲ့ချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်တွေရဲ့မှတ်ပုံတင်အမည်ပေါက်တွေတူညီဖို့လိုအပ်တယ်လို့ဝန်ကြီးဌာနကပြောဆိုပါရယ်ဒီလိုမဟုတ်ပါကမိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကိုရပ်ဆိုင်းသွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုဖေဖော်ဝါရီလနေ့ကစတင်အကောင့်ထပ်ဖို့ခဲ့တာဖြစ်ပြီးမိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုအသုံးပြုသူတွေအနေနဲ့2025ခုနှစ်ဧပြီလ30ရက်နေ့မှကြော်မီ အမြေပေါက်ကန့်ညင်မှုရှိရမှာဖြစ်တဲ့စီမံကိုလိုက်နာကြရမယ်လို့ဆိုပါတယ်။ဒါကိုမလိုက်နာပါကမမှန်ကန်တဲ့အမှတ်ပုံတင်ထားတဲ့ဖုန်းတွေအတွက်မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကိုဂျွန်လာမှာရဆိုင်သွားမှာဖြစ်ပါတယ်။သက်ဆိုင်ရာဘဏ်တွေကမိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုအသုံးပြုသူတွေထံအကြောင်းကြားရမှာဖြစ်ပြီးသူတို့ရဲ့အမှတ်ပုံတင်အချက်လက်တွေကိုဧပြီလ30ရက်နေ့မကျော်မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုကိုပြသနာတစုံတရာမရှိဘဲဆက်လက်အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်ရှင်။ ဝယ်ယူသူမရှိခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သားလမ်းမှာရှိတဲ့ချမ်းမှတ်54ကိုဈေးထက်လျှော့ပြီးတော့ဒီကနေ့ဧပြီလ29ရက်နေ့မှာ၄ချိန်မြောက်ဖြစ်လေးလံတင်ရောင်းချခဲ့ပေမဲ့လည်းမောင်းမြင်ခဲ့ကြောင်းတရားရုံးနဲ့နှိဆက်သူတို့ကမျိုးစိမကိုပြောပါရယ်ချမ်းမှတ်54ရှင်မှာလုတ်တဲ့၄ချိန်မြောက်လေးလံပွဲမှာကြံခင်းစစ်ကိုဥအောင်ဆန်းဘက်ကတင်ပြထားတဲ့လျှော့ဈေးကျပ်ငွေ290ဘီလီယံနဲ့လေးလံပြစ်ခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့တာဖြစ်ပါရယ် လက်ရှိလေလံပွဲမအောင်မြင်တဲ့ကိစ္စကိုတော့မနှက်ပြန်မှာတော့လေလံအရာရှိကတရားရုံးမှာအစီရင်ခံစာတင်သွင်းမှုရှိတယ်လို့လည်းတရားရုံးနဲ့နှိဆက်သူကပြောပါတယ်။ဒီကြောင့်ကိုအရင်ကတရားရုံးကသတ်မှတ်ပေးထားတဲ့လေလံကြံကင်းစီပထမအကြိမ်မှာ335ဘီလီယံဒုတိယအကြိမ်မှာတော့300ဘီလီယံနဲ့တတိယအကြိမ်မှာကျပ်298ဘီလီယံတို့နဲ့လေလံပြစ်ခဲ့ရမှာဝယ်ယူသူမရှိခဲ့တာဖြစ်ပါတယ်။ဥပဒေကြောင့်ရချမ်းမ54ကိုလေလံမအောင်မချင်း ကြံခင်စေပြင်ဆင်တက်မှတ်ကအချိန်ချင်းလေးလိုင်းပြစ်နိုင်ကြောင်းဥပဒေကျွမ်းကျင်သူတွေကမျိုးစိမကိုပြောဆိုထားပါတယ်။ဒေါခင်ကြီးအမည်ပေါက်ချမ်းမ54ကနေကနေပါကျယ်ဝန်ပြီး2016ခုနှစ်မှာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကဒီချမ်းမရှိတဲ့နှစ်ထပ်တိုက်နယ်မြေတွက်ကိုဒေါအောင်ဆန်းစုကြည်ပါကလကောင်တထပ်တိုက်နယ်မြေတွက်ကိုတော့ဦးအောင်ဆန်းဘက်ကလကောင်ခွဲဝေယူဖို့အတွက်အမိန့်ချခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ဦးအောင်ဆန်းကခြံတစ်ခုလုံးကိုလေးလံပစ်ပြီးရရှိတဲ့တံမိုကိုတယောက်တစ်ဝက်ခွဲဝေယူဖို့အတွက်အယူခံအစင်းစင်တက်ခဲ့ရမှာအာနာသိန်းကာလ2022ခုနှစ်မှာတော့တီတောင်စုတရားလွှတ်တော်ချုပ်ကဦးအောင်ဆန်းကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ်ဒီချက်မှာ54ကိုလေလံတင်ရောင်းချဖို့ဆောင်ရွက်မှုအပေါ်မှာဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကလည်းကန့်ကွက်တာတွေလှုံ့ဆော်ခဲ့ကြပါရဲ့ရှင်။နောက်ဆုံးရပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုကြအောင်ပါ။ ရွှေပြောင်းနေကိုနှင်းနှင်းရမှာကိုလုံခွင့်ပေးနေတဲ့မျိုးတွေကိုထရမ့်ကပြစ်မှတ်ထားလာတဲ့သတင်းကိုမြစည်းမဝိုင်တော်သူဂျူချန်ကတင်ဆက်ပေးသွားမှာပါရှင်။လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုအခန့်နေတဲ့ခိုလုံခွင့်ပေးနေတဲ့မျိုးတွေကိုနှိမ်နင်းနိုင်ဖို့သမ္မတအမိတ်တရက်ကိုဒေါ်နယ်ထရမ့်ကတနင်္လာနေ့ကလက်မှတ်ရှိထိုးလိုက်ပါတယ်။သူရတို့ပြန်လည်ရယူတာပထမရက်တရပြစ်ခါနေ့အချိန်မှာအခုလိုလက်မှတ်ကလမဲဆွယ်ခဲ့တာတွေကိုဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ Republican သမ္မတကြီးကပြောနေပါတယ်။ ဒီလိုကိုယ်ဝန်မှုတွေဟာသူ့အရင်ဒီမိုကရက်တစ်သမ္မတကြီးဂျိုးဘိုက်ဒန်လက်ထက်ကစံချိန်တင်များပြားလာခဲ့တာဖြစ်ပါတယ်ဒီမိတ်ကဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုအကောင့်ထဲပေါ်ရမှာနှောက်ရှက်ဟန်တာတဲ့ပြည်နယ်တွေနဲ့ဒေသခံအာဏာပိုင်တွေရဲ့စည်ရင်းကိုရေဟာတချို့သောအစိုးရရန်ပုံငွေတွေကိုရရှိတော့မှာမဟုတ်ပါဘူး။အင်ပီရိုကိုပြန်ရောက်လာကြတဲ့ကသူရရှိခဲ့တဲ့အောင်မြင်မှုတွေကိုထရမ့်ကဒီအပတ်ထက်မှထုတ်ဖော်ပြောကြားအောင်ပွဲခံမှာဖြစ်ပါတယ်။ စီးပွားရေးနိုင်ငံခြားရေးအစိုးရစွိုင်းဆောင်ရေးရှိမှုနဲ့ခိုးဝင်ကိစ္စတွေမှာအောင်မြင်မှုတွေရနေတယ်လို့သူကပြောနေပါတယ်။ဒါပေမဲ့သူ့အပေါ်လူသဘောထားစစ်တမ်းအရာအမေရိကန်နိုင်ငံသား40ရာခိုင်နှုန်းကျော်ကသူ့ကိုပြင်းပြင်းထန်ထန်မထောက်ခံဘူးလို့ဆိုပါတယ်။ထရမ့်ရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကာရိုလိုင်းလီဗက်ကတော့မက္ကဆီကိုနယ်စပ်ကဝင်လာတဲ့အထောက်ထားမဲ့ရွှေ့ပြောင်းဝယ်ရောက်လာတဲ့သူတွေကိုတွေ့ရှိမှုဟာ65ရာခိုင်နှုန်းကျဆင်းသွားတယ်လို့တနင်္လာနေ့ကပြောပါတယ်။ ဘိုင်ဒန်ရှိနေစဉ်ကာလ2024မတ်လကနေ12လအတွင်းတသိန်း၄သောင်းကနေ9000အထိကျသွားခဲ့တယ်လို့ဆိုပါရယ်။တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ရင်ဒေါ်နယ်ထရမ့်ကမဒိန်ကောင်တွေလူသက်သမားတွေလို့ဆွဆွဲပြောကြားခဲ့တဲ့သူတွေကိုနှိမ်နှင်းသွားမယ်ဆိုတဲ့ရွေးကောက်ပွဲမဲဆွဲကာလစကကြီးစကကြဲတွေဟာ American မဲဆန္ဒရှင်တွေကြားကြက်ရိုက်ခဲ့ပါရယ်ရှင်။ BRICS ထိပ်သီးအစည်းအဝေးရဲ့တန်တမန်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးတောင်းဆိုတဲ့ ရုရှားနဲ့တရုတ်အပါအဝင်အဖွဲ့ဝင်နိုင်ငံ၁၇နိုင်ငံ ပါဝင်တဲ့ BRICS အုပ်စုမှာအလဲကျဥက္ကဋ္ဌလုပ်နေတဲ့ဘရာဇီးနိုင်ငံကပုံမူနီးကပ်စွာပူးပေါင်းဆောင်ရွက်ကြဖို့ဒိန်းလာနေကတောင်းဆိုလိုက်ပါတယ်။ American တမရဒေါ်နယ်ထရန့်လက်ထက်ကုံတွယ်ရေးစစ်ပွဲတွေနဲ့ယူကရိန်းပြည်ပခါတွေဖြစ်ပွားနေချိန်မှာအခုလိုတောင်းဆိုလိုက်တမရဗလာဒီမာပူတင်ကအမိန့်ပေးထားချိန်မှာဒီဥစုမှာပါဝင်တဲ့နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေရီယိုဒီဂျနေရိုမြို့မှာတွေ့ဆုံစည်းဝေးနေကြပါတယ် ယူကရိန်းတမ္မတဗိုလိုဒီမာဇယ်လန်စကီးကတော့ဒါဟာအမျက်ထုတ်ချဲလှဖို့နောက်တစ်ကြိမ်ကြိုးပမ်းမှုပဲလို့ဒီလောက်ရက်ကိုဖော်ပြပြောဆိုပါတယ်ထိတ်တိုက်တွေးမှုအစားတန်တမန်ရေးနဲ့လောက်ကိုင်းဖို့တစ်ဖက်သက်ဆောင်ရွက်မှုအစားပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တို့တင်ပြတိုက်တွန်းပါတယ်လို့ဘရာဇီးနိုင်ငံသားရဲ့ဝန်ကြီးမော်ရိုဗီအေရာကဗရစ်တန်တမန်တွေကို ရီယိုမြို့မှာပြောကြားသွားခဲ့ပါတယ်ယူကရိန်းနိုင်ငံကပြည်ပခါဟာပြင်းထန်တဲ့လူသားချင်းစာနာမှုဆိုင်ရာထိခိုက်မှုကိုဆက်လက်ဖြစ်ပေါ်နေစေပါတယ် ဒါဟာတန်တမန်ရေးဖြည့်ရှင်မှုအရေးတကြီးလိုအပ်နေတယ်ဆိုတော့ကိုမိမောင်းထိုးပြနေပါတယ်လို့သူကဆက်ပြောသွားပါတယ်အီဂျစ်၊အီသီယိုးပီးယား၊အိန္ဒိယ၊အင်ဒိုနီးရှား၊အီရန်၊ဆော်ရီအာရေဗီယာ၊တောင်အာဖရိကနဲ့အာရဗ်စော်ဝါးများပြည်တော်စုတို့ပါဝင်တဲ့ဒီဟုတ်စုရဲ့ဝင်ကြီးတွေဟာဇူလိုင်6ရက်နေ့က